วัสดีค่ะ อารมณ์แม่มิงลาပါရှင်จ้าน้องซิซิพูပါบ่เนาะคารายนี่ก็หลูမျိုးเอ่อภาษาสกาบ่เนาะไทยภาษาสกาကိုเอ่อตะလုံးซาနှလုံးซาမျှဝီဒါမဟုတ်ပဲねဒီနေ့ကတော့เอ่อဒီภาษาสกาကိုဒီနေ့ท้าที่ရအောင်သို့မဟုတ်เอ่อท้ายတွင်ねကောင်းကောင်းမုံမုံပြောတတ်အောင်ဗောနောဘယ်လိုမျိုးလေးဘယ်လိုမျိုးတွေလေ့ကျင့်ရလဲဆိုတော့ ဥစ္စာလေးနဲ့ပတ်သက်ပြီးတော့မှလာမြဝေပြီးချင်ပါတယ်ပေါ့နော်။ဘာသာစကားလေးလာတဲ့အခါမှာကျွန်တော်တို့အားလုံးကစာတွေ့လက်တွေ့ဆိုတဲ့သဘောမျိုးနဲ့အားလုံးအခြေခံကြကြတိကျပြီးသားပေါ့နော်။ဒါပေမဲ့လူတွေတော်တော်များများလက်တွေ့အတုံးချတာတဲ့စာလို့ရှိရင်စာတွေ့မှာတင်ရက်သွားကြစာကိုအတကုံရကြတယ်သူပြင်မဲ့လက်တွေ့အတုံးမချလိုက်တဲ့အခါမှာဒီစာကဘာမှတိုးတက်လာခြင်းဘာမှဖြစ်မြောက်လာခြင်းမရှိဘူး အဲကြောင့်မလို့ကျတို့လက်တွေ့ပေါ့နော်လက်တွေ့လေးလာတတ်ဖို့လိုမယ်လက်တွေ့အသုံးချတတ်ဖို့လိုမယ်အဲ့တော့လက်တွေ့အသုံးချတဲ့ကန္တာမှာဆိုလို့ရှိရင်လက်တွေ့ပေါ့နော်ဘယ်လိုခေါ်မလဲ practice လုပ်နိုင်ဖို့အရန်အတွက်ကကိုယ့်ဘက်ကပြင်ဆင်မှုလေးတွေရှိရမယ်အဲ့ဒီပြင်ဆင်မှုကစစောအားစာတွေ့တစ်ခုတစ်ချက်ပါမယ်လက်တွေ့သွားနိုင်ဖို့အတွက်ကကြတော့ ပါဠိထပ်လို့ရမလဲဆိုလို့ရှိရင်ဆိုရင်ကြားထဲမှာသူ့ရဲ့ additional လေးတွေရှိရယ်အဲ့ဒါပါလဲဆိုခါကျတော့ကျားတို့ဟို listening ဘိုင်းမှာကျွမ်းကျင်အောင်ကြိုးစားရမယ်မြန်မြန်နားထောင်ရမယ်ဆိုတဲ့အခါမှာမြန်မြန်နားထောင်တဲ့အခါမှာဘာတွေနားထောင်ရမှာလဲဆိုတဲ့မေးခွန်းလေးတွေရှိလာကြတယ်အဲ့ဒါကတော့ဘာတွေနားထောင်ရမှာလဲဆိုတဲ့ဥစ္စာမှာဒီဘက်ခစ်မှာပေါ့နော် အရင်ခစ်ကတော့ဒါမှဒါဆိုပြီးတော့မှာ အတင်းလောက်ခိုင်းတာလေးတွေရှိရယ်ဒါမဲ့ဒီဘက်ခေတ်မှာကျတော့အတင်းအဓမ္မနဲ့နော်ဟိုဘာလဲတချင်းမတချင်းမနားထောင်တော့ဟာလာတော့မဟုတ်ရုပ်ရှင်ကားအောင်မှာရုပ်ရှင်ဇာတ်ကားအောင်မှာပဲတေချာကြည့်နော်ဆိုတော့တဘောမျိုးမသွားတော့လူတိုင်းလူတိုင်းမှာညံ့ရှိတယ်အဲ့တော့ဘာကိုအားပေးခြင်းလဲဆိုရင်နံပါတ်1ကိုကလေဘာစိတ်ဝင်စားလဲရုပ်ရှင်ကြည့်ရတာစိတ်ဝင်စားလား တချင်းနားထောင်ရတာစိတ်ဝင်စားလားသို့မဟုတ်အဲဘာလဲ podcast နားထောင်ရတာစိတ်ဝင်စားလားအတီးတီးပေါ့နော်စိတ်ဝင်စားမှုပုံစံလေးတွေအတီးတီးရှိရယ်အဲ့တော့အဲ့ဒီကိုစိတ်ဝင်စားတဲ့ဟာကိုအရင်ရွေးချယ်လိုက်ဟုတ်ပြီနော်အခုအချမ်းပြင်းပြောပြတာတော့နှစ်ခုပဲနော်နှစ်ခုဆိုတာရုပ်ရှင်ကြည့်တာရဲ့တခြင်းနားထောင်ရတယ်နှစ်ခုဒါပေမဲ့အဲ့ဒီကန္တာကန္တာတွေမှာ listening by နဲ့ပတ်သက်ပြီးတော့မှအများကြီးရှိသေးတယ် တဘောရုပ်ရှင်ကြည့်တဲ့အခါမှာဘလိုဇက်ကားမျိုးကိုကစိတ်ဝင်စားတာလဲဘလိုဇက်ကားမျိုးကြည်လေကြည်ထားရှိလဲ horror ဇက်ကားကိုကြည်လေကြည်ထားရှိလားအဲ comedy ကိုကြည်လေကြည်ထားရှိလားဟို romance တန်ဆန်ကြည်လေကြည်ထားရှိလားအဲ့ဒါလေးတွေကိုကျမတို့ကပြန်ပြီးတော့မှရွေးချယ်ရမှာနောက်တစ်ချက်ချင်းနှားထောင်တဲ့အခါမှာကျတော့ဗာလဲတချင်းနှားထောင်တဲ့အခါမှာအာဘာသာရေးလိုက်သမားကျတော့ ဖျားသခြင်းပေါ့နော် worship သခြင်းလေးတွေကိုရှာကြံပြီးနားထောင်တတ်ရမယ်။အဲတော့မဟုတ်ဘာသာရေးသမားမဟုတ်ဘူးအချစ်သခြင်းတွေပဲနားထောင်မယ်။ Okay အချစ်သခြင်း channel လေးတွေရှိတဲ့ YouTube တဲ့ကအချစ်သခြင်းတွေရှိနိုင်မယ်။ web လေးတွေဩပေါ့နော်ဘယ်လိုခေါ်မလဲ page လေးတွေကိုဝင်ပြီးတော့သွားနားထောင်ရမှာဖြစ်တယ်။ဆိုတော့ဒီ practice ပိုင်းကိုကိုကထပ်တလဲလဲလေ့ကျင့်လေ့ကျင့်လေ့ကျင့် ဒါကကိုယ့်ဟာကို self အနေနဲ့လေ့ကျင့်တာတယောက်တည်းပေါ့နော်တယောက်တည်းနှစ်ချက်လေးနဲ့နားထောင်တာပဲဖြစ်နှစ်ချက်လေးနဲ့ကြည့်တာပဲဖြစ်ဒါတယောက်တည်းလုပ်လို့ရတယ်ဒီမှာဘာအကျိုးသက်ရောက်မှုရရှိလဲဆိုတော့ကိုကသူတို့ရဲ့လေယူလေသိန်းကိုကိုရဲ့နားထဲမှာဆွဆွမြဲမြဲဖြစ်သွားမယ်အဲ့လိုဖြစ်သွားတဲ့အခါမှာကိုတကယ်အတုံးချစကားပြောတဲ့အခါမှာအဲ့လေယူလေသိန်းလေးတွေကကိုရဲ့ယင်ထဲမှာရှိနေပြီးတော့မှကိုကထုတ်သုံးပြလိုက်တော့အဲ့ဒီလေယူလေသိန်းလေးတွေကဟိုဘယ်လိုခေါ်မလဲဆိုတော့ ဟိုတခြားသူစီကိုပေါ့နော်အဲအဲ့ဒီထိုင်းလေယူလေတိန်လေးတွေကြာသွားမယ်ရသွားမယ်ဆိုတဲ့အခါမှာကိုယ့်ရဲ့ပြောဆိုမှုကအခက်အခဲသုံးမောရင်လည်းစူးညောင်းကလုတ်လေးတွေနည်းနည်းလေးဖယ်သလိုဖြစ်သွားမယ်နည်းနည်းလေးပဲပြောသေးရတော့အများကြီးမဟုတ်သေးဘူးအဲ့ဒီအခါမှာကိုယ်ကလေယူလေတိန်လေးရပြီသူများကိုထိတ်တိုက်စကားပြောပြီပြောတဲ့အခါမှာပြောတော့ပြောပါပြီလေလေ့ကျင့်ပြောပါပြီလေဒါပေမဲ့ဟိုဘက်ကပြောလာတဲ့အတန်ကိုကိုက ချက်ချင်းကြီးပြန်တုံပြန်နိုင်ဖို့အတွက်ကစကလုံးမထွက်အောင်ငါတီတော့တီးရဒါမှငါမပြောထွက်ဘူးဘလို့ပြောရမလဲမသိဘူးဆိုရင်စဉ်းစားခန်းကကြာသွားတယ်အဲ့ကြလို့ရှိရင်စကားဟိုဘလို့ကောမလဲရောက်တင်းတလောက်မရောက်ပဲねဖြတ်လိုက်ရတယ်ဖြတ်တောက်လိုက်ရတယ်အဲ့လိုမျိုးရှိရဆိုတော့နောက်ထပ်တဆင့်ကအဲ့ဒီဒဇိန်လူကိုအဲ့လိုမျိုးစကားအပြန်အလှန်ကောင်းကောင်းကြီးပြောဆိုနိုင်ဖို့အတွက်သူတလဲ နော်သူတပြန်ငါတပြန်ပြောနိုင်ဖို့အတွက်ကဘာလုပ်ရမလဲဆိုလို့ရှိရင်ကိုကိုနိုင်ကိုကဒီဘက်မှာဗောနော်တချင်းတို့မဟုတ်ဟိုစအောင်တခုခုဗောနော်ရုပ်ရှင်ဗောရုပ်ရှင်ဇာတ်လမ်းအောင်ဖြန့်ထားနော်အဲအဲ့လိုမျိုးလေးကျင်တာဖြန့်တာဖြန့်ထားပြီးရင်ကိုကလည်းမှန်တစ်ချက်ထောင်ထားရမယ်ပြောရလို့ရှိရင်ဟိုဘက်ကပြောလာတဲ့စကားကိုအဲ့ဒီထဲက dialogue အတိုင်းကိုကပြောစရာမလိုတစ်ဖက်တုံ့ပြန်တဲ့စကားကိုအဲ့ဘက်က dialogue အတိုင်းပြောစရာမလိုဟိုဘက်က ို့ဘက်ကဘောတစ်ဖက်ကတုံ့ပြန်တဲ့စကားပေါ့နော်တစ်ဖက်ကပြောလာတဲ့စကားကိုကိုယ့်ဘက်ကဘာပြောမလဲဆိုတဲ့ဟာကိုစဉ်းစားဥမာအာတို့ဘက်ကပြောလာလိုက်မယ်ဝင်းကြီးချစ်ถึงเธอมากนะ ทําไมเธอทําอะไรอยู่บาผิดเด่นญาผิดเด่ဆိုတဲ့ဟာမျိုးဆိုလို့ရှင်ฉันก็คิดถึงเธอเหมือนกัน แต่ฉันไม่ว่างบาญ่าอสาชีตะပြည့်ပေါ့เนาะဆိုကိုယ့်ရဲ့ခေါင်းထဲမှာไอเดียတွေတပြည့်ပြည့်ပေါ်လာလိုက်မယ်ငါဒီဘက်လူကပြောတဲ့ဟာလေးကငါဘယ်လိုမျိုးပြောไล่ยินဖြစ်ยิน ရမလဲဆိုတဲ့သဘောမျိုးလေးပေါ့နော်အဲ့ဒါလေးရှိမယ်ဒါကတစ်ချက်နော်ဒါကဟိုလူနဲ့ fee စင်းတယ်လို့မျိုးတမ်းပြီးမသွားသေးဘူးတပြည့်ပြည့်ပေါ့နော်တစင်းစင်းပေါ့နော်ဆိုတော့ဘာလေးလုပ်မလဲကိုယ့်အကူလေ့ကျင့်မယ် self study မှာပထမဆုံးစားနားနားထောင်ဖို့တစ်ချက်ပဲလေ့ကျင့်မယ်နားထောင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 ်မယ်အဲ့ဒီမှာနောက်ထပ်တစ်ဆင့်ခါကျတော့အဲ့လိုပေါ့နော်အပြန်အလှန်ပြောတဲ့ပုံစံလေးကိုဒီ dialogue လေးကိုနားထောင်မယ်ရုပ်ရှင်စာလာဇက်ကားရဲ့ dialogue ကိုနားထောင်မယ် ိုဘက်ကပြောလာတဲ့ဟာကနောက်တစ်ဖက်ပြောတဲ့ပုံစံပေါ့နော်ရုပ်ရှင်ဇာတ်လမ်းထိုင်မင်းသားမင်းသမီးတို့မဟုတ်တငယ်ချင်းနှစ်ယောက်ပြောတဲ့ပုံစံမျိုးကိုကိုကနေပြီးတော့ไอเดีย dialogue အတိုင်းတွေ့မသိတုံးချတာမဟုတ်ဘဲနဲ့ကိုခေါင်းထဲမှာပါไอเดียရှိလဲချပြောကြည့်ကြည့်ချပြောကြည့်ကြည့်ဒါကြီးကိုတယောက်တည်းတူတယောက်တည်းလုံနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မရှက်ဘူးမကြောက်ဘူးโอเคเนาะအဲ့ဒီချက်နောက်ထပ်တစ်ချက်ကအရန်အရန်ကိုအတုံးဝင်တဲ့အချက်ကပါလဲဆိုလို့ရှိရင် ဟိုစကားပြောမဲ့ partner တယောက်ကိုယ်နဲ့ဒီ Thai စကား practice လုပ်ပေးမှနိုင်မဲ့ partner တယောက် Thai လူမျိုးစစ်စစ်ဖြစ်ချင်းဖြစ်မယ် Thai လူမျိုးမှမဟုတ်ဘူးမြန်မာလူမျိုးချင်းချင်း Thai စကားလေ့ကျင့်တဲ့သူဖြစ်မယ်သူနဲ့တွေ့တိုင်းတွေ့တိုင်း Thai လို့ပြောပေးပါသူလည်းသူထိုင်းစစ်စစ်ဆိုလို့ရှိရင်တော့ तू ကကိုယ်ပြန်ပြီးတော့မှာပေါ့နော်အမားရှိရင်ပြန်ပြန်ထောက်ပေးမယ်အဲအမားရှိရင်ပြန်ပြန်ထောက်ပေးမယ်ကိုကအဲ့ပြန်ထောက်တဲ့ဟာကိုကို သူရဲ့ထောက်ပေးတဲ့ဟာကိုကမှတ်သားပြီးတော့မှအဲပြုပြင်ပါတော့အဲ့လိုမျိုးလေးရှိမယ်ဆိုတော့တချို့ကမေးတယ်အဲ့ဆိုရင်စကားပြောမဲ့ပါတနာဆိုတာဟိုတမီးစားလို့ရောရမလားဆိုတော့ဒါက as you like ပေါ့နော်ဟို up to you ပဲပေါ့နော် up to you ဆိုတဲ့သဘောကကိုက okay စကားပြောတဲ့အခါမှာတငယ်ချင်းပုံစံထားလေးနဲ့သွားခြင်းသလားတော့မဟုတ်လို့ရှိရင် အာ easily ထားမျိုးနဲ့သွားချင်းသလားဒါတော့ကိုယ့်ပေါ်မှာပဲမူတည်တယ်ဗောနော်ဆိုတော့ကိုရွေးချယ်တဲ့ကိုရဲ့ speaking partner ကဘယ်လိုပုံစံသွားမလဲဟာလားအဲ့တော့ကိုစီးနဲ့ကိုပေါင်နဲ့တော့ကိုဟန်နဲ့ကိုတတ်မှတ်ပြီးသွားကြဗောနော် ဟုတ်ပြီလားအဲ့တော့ speaking partner လည်းအရန်လိုအပ်ပါတယ်ဆိုတဲ့အခါမှာတစ်ဆင့်ပြီးတစ်ဆင့်ပေါ့နော်ကိုကအဲ့ဒီ speaking partner ထက်အဆင့်ကိုမရောက်ခင်မှာတော့စစောကပြောတယ်ရုပ်ရှင်များများကြည့်မယ်ရုပ်ရှင်ဝါသနာပိုင်းရုပ်ရှင်ကြည့်မယ်တခြင်းဝါသနာပိုင်းတခြင်းနားထောင်မယ်ပြီးနောက်တစ်ဆင့်ရပါလဲဆိုလို့ရှိရင်ကိုဟာနဲ့ကို မီရာလေးထောင်ထားမယ်ပြီးသွားလို့ရှိရင်ဒီဘက်ကအဲစကားပြောတဲ့ dialogue လေးတွေကိုကွာနားထောင်မယ်ပြီးရင် ပြန်တုံ့ပြန်မယ်နားထောင်မယ်ပြန်တုံ့ပြန်မယ်ဒါကကိုယ့်ရဲ့ရည်တည်မှုကိုအစပြုတာပြီးသွားရင်နောက်တစ်ချက်ကတော့ခုန speaking partner လေးရှာတတ်ဖို့လိုမယ်ပေါ့နော်ဒါကတော့ speaking partner ဆိုတာကအဲဘယ်လိုခေါ်မလဲအကောင်းဆုံးအယိုးရှင်းဆုံးနဲ့အမြန်ဆုံးအတတ်မြန်ဆုံးသဘောတရားဖြစ်လာမယ်ပြီးသွားတဲ့အခါမှာဟိုးကိုနော်တကယ် ပေါင်လူပေါင်လောကကြီးကိုစင်းပြီးတော့မှလူတွေကြားထဲမှာနော် business တကားပဲဖြစ်ဖြစ်ဟာလာမိတို့ကပြောဘာပဲဖြစ်ဖြစ်အကုန်လုံးပြောရဲဆိုရဲဖြစ်သွားမယ်လုပ်ငန်းကိုင်ငန်းတွေဖြစ်လာမယ်ဆိုတော့အားပေးချင်ပါတယ်ဒါမျိုးတစ်ဆင့်တစ်ဆင့်လေ့ကျင့်မေးပါနောက်နေ့ကျရင်စာလေးတွေဘလို့ရေးကြည့်မလဲဘလို့မျိုးလုပ်မလဲဆိုတဲ့ဟာလေးကိုတစ်ချက်ထပ်မျှဝေပြီးမှဖြစ်ပါတယ်အားလုံးအဆင်ပြေမယ်လို့ညွှန်လင်းပါတယ်ခေါ်ခွန်းမခါ